အော်ပေါ်တော့ဒီပြိုင်ပွဲဖြစ်ပြဖို့အတွက်ကတော့ကျွန်တော်တို့ဒီအခုဆိုရင်တော့ဒီပြိုင်ပွဲကတော့၃နှစ်ရှိပြီပေါ့မြန်မာနိုင်ငံမှာဆိုရင်2023ခုနှစ်ကလောက်တာပေါ့နော်2023 24 25အခုဆိုရင်ကျွန်တော်တို့ဒါ2026အတွက်ကိုဒါကြိုပြီးတော့ရွေးထားတာပေါ့နော်ဒီ2026မှာဆိုရင်ကျွန်တော်တို့ဒီဝန်ထမ်းရရှိရအလှမယ်ကတော့ဒီအင်ဒိုနီးရှားနိုင်ငံဂျာကာတာကိုတွက်ပြန်ရမှာပါဟုတ်ဒီပြိုင်ပွဲမှာဆိုရင်လည်းကျွန်တော်တို့မတူညီတဲ့တင်ဆက်မှုလေးဒီ Thailand show လေးပြီးတော့ကျွန်တော်တို့ဒီအင်ဒိုနီးရှားမှာပြိုင်တဲ့အခါမှာ ဟိုဒီကျွန်တော်တို့လုတ်ပြီးလိုက်တဲ့ပုံစံမျိုးကတော့အင်ဒိုနီးရှားမှာပြိုင်တဲ့ပုံစံပြိုင်နေရတဲ့ပုံစံမျိုးအတိုင်းပဲကိုကိုတိုင်းလည်းအင်ဒိုနီးရှားကိုလိုက်သွားခဲ့ပြီးတော့တို့ပြိုင်ပွဲဘယ်လိုကျင်းပလဲဆိုတာကိုကြည့်ရှုခဲ့ပြီးတော့ပေါ့နော်ဒီလေ့လာခဲ့ပြီးတော့မှဒီအဲ့ဒီ international မှာပြန်ရမယ့်ပုံစံမျိုးကိုလုတ်ခဲ့တယ်ဒါပေမဲ့တခုတူကြတော့ miss ပွဲတွေ mr ပွဲတွေမှာကျတော့ swim suit swim wear ပါတယ်ပေါ့နော်ကျွန်တော်တို့ကကျတော့ဒီ swim suit swim wear ကိုဒီဒီပွဲမှာဖြုတ်ထားခဲ့လိုက်တယ်ပေါ့ကျွန်တော်ကတော့အလင်းခစ်ပါဒီဒမောရီယာမြန်မာ organization ရဲ့ founder ပါဒီနေ့ culture ဒီနေ့လုပ်တဲ့ culture ပေါ့နော်ဒီ Mr. Gacha နဲ့ Miss Gacha ရဲ့ national director တူပါခင်ဗျာ အဲဒီပြိုင်ပွဲပြတဲ့ဟောပေါ့နော်ဒီပြိုင်ပွဲဖြစ်ပြဖို့အတွက်ကတော့ကျွန်တော်တို့ဒီအခုဆိုရင်တော့ဒီပြိုင်ပွဲကတော့၃နှစ်ရှိပြီပေါ့မြန်မာနိုင်ငံမှာဆိုရင်2023ခုနှစ်ကလောက်တာပေါ့နော်2023 24 25 25အခုဆိုရင်ကျွန်တော်တို့ဒါ2026အတွက်ကိုဒါကြိုပြီးတော့ရွေးထားတာပေါ့နော်အဲဒီ2026မှာဆိုရင်ကျွန်တော်တို့ဒီဝန်ထမ်းရရှိရလှမယ်ကတော့ဒီအင်ဒိုနီးရှားနိုင်ငံဂျာကာတာကိုတွက်ပြောင်းရမှာပါဟုတ်ဒီပြိုင်ပွဲမှာဆိုရင်လည်းကျွန်တော်တို့မတူညီတဲ့တင်ဆက်မှုလေးဒီ deadline show လေးပြီးတော့ကျွန်တော်တို့ဒီအင်ဒိုနီးရှားမှာပြိုင်တဲ့အခါမှာ ဟိုဒီကျွန်တော်တို့လုတ်ပြီးလိုက်တဲ့ပုံစံမျိုးကတော့အင်ဒိုနီးရှားမှာပြိုင်တဲ့ပုံစံပြိုင်နေရတဲ့ပုံစံမျိုးအတိုင်းပဲကိုကိုတိုင်းလည်းအင်ဒိုနီးရှားကိုလိုက်သွားခဲ့ပြီးတော့သူတို့ပြိုင်ပွဲဘယ်လိုကြီးမားလဲဆိုတာကိုကြည့်ရှုခဲ့ပြီးတော့ဗောနော်ဒီလေ့လာခဲ့ပြီးတော့မှဒီအဲ့ဒီ international မှာပြိုင်ရမယ့်ပုံစံမျိုးကိုလုတ်ခဲ့တယ်ဒါပေမဲ့တခုတူကြတော့ miss ပွဲတွေ mr ပွဲတွေမှာကျတော့ swimsuit swimwear ပါတယ်ဗောနော်ကျွန်တော်တို့ကကျတော့ဒီ swimsuit swimwear ကိုဒီဒီပွဲမှာဖြုတ်ထားခဲ့လိုက်တယ်ဗော အဲဆင်းစုတော်အဓိကတော့ကျွန်တော်အင်ဒိုနီးရှားနိုင်ငံကကြာတော့ဒီဘာသာရေးအလေးထားတဲ့နိုင်ငံတစ်ခုဖြစ်တာပေါ့နော်ကျွန်တော်အင်ဒိုနီးရှားမလေးရှားတို့ကကြာတော့ဘာသာရေးအလေးထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကိုကျွန်တော်တို့အဲတစ်ခေါက်မစ်ဂရန်ဒီဟာပေါ့အင်ရှင်လောက်သွားတဲ့အင်ဒိုနီးရှားမှာလေကျွန်တော်တို့မီမီပြိုင်တဲ့နှစ်ကတင်တယ်အီအောင်တုံပြိုင်တဲ့နှစ်ကအဲသူပြိုင်တဲ့နှစ်ကဆိုလဲဒါအင်ဒိုနီးရှားမှာကြာတော့ကျွန်တော်တို့ဆင်းစုစင်ဝင်ဝိခွင့်မရှိဘူးပေါ့အဲ ။ဘာလီကျွန်းမှာတော့တချို့ဒီ foreigner တွေတော့ widely တော့ရှိရတယ်။ဒါပေမဲ့ဟိုယဉ်ကျေးမှုရတော့မဝိကြတာများတယ်ပေါ့။ဝိတဲ့ဟာကိုရှုံချတာတွေလည်းရှိတာကြတော့စီကန်ဘာသာရေးစီကန်နဲ့ဒီဥပဒေနဲ့တားမြစ်ထားတာလေးရှိရတဲ့ခါကျတော့ကျွန်တော်တို့ဒီအင်ဒိုနီးရှားက swim suit ကို swim wear ကိုဖြုတ်ထားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာအဲ့ဒီ swim suit swim wear ကိုအဲကျင်းပတဲ့ခါကျရင်လေဒီတကယ်အင်ဒိုနီးရှားမှာတော့ပြင်နေတဲ့ခါကျရင်လေဒါမပါဘူးဆိုတော့ကျွန်တော်ဒီမှာဖြုတ်ထားခဲ့လိုက်ပြီးတော့ကလေးတွေကိုဒီမှာ sport wear ပေါ့ final မှာလည်း sport wear challenge အနေနဲ့ထည့်ထားလိုက်တာပေါ့ဟုတ်အဲ့ဒါလေးအထူးကြကြဖြစ်တာဟုတ်ပါပါ တိုင်ပွင့်ဝင်အောင်စုပေါင်း30နဲ့မှ2ယောက်ရှိပါတယ်ခင်ဗျာ အော်ဟုတ်ကဲ့ကျွန်တော်တို့ဒီ73ရက်နေ့မှာတော့ကျွန်တော်ဒီ Mr. and Miss Culture Grand Final ပွဲကြီးကိုကျွန်တော်မိုးကောင်းကကလေးစေယုံပေါ့နော်ကလေးစေယုံပေးရအဲကျွန်တော်တို့ဒီမြဝတီမီဒီယာစင်တာမှာကျင်းပသွားမှာပါကျင်းပတဲ့အခါမှာလည်းကျွန်တော်တို့ဒီအဲကျင်းပဒီ State Scene တွေဘာတွေအစားသေချာလေးလုပ်ထားတယ်ကျွန်တော်တို့ပြီးတော့မတူညီတဲ့တစ်ခုအနေနဲ့ကျွန်တော်နိုင်ငံခြားနေပြီးတော့ကျွန်တော်တို့ဖိတ်ခေါ်ထားတယ်ပေါ့ဒီ Mr. Culture ဒီဒီနှစ်ရရှိသွားတဲ့ဝင်တာအလှမောင်မလေးရှားအလှမောင်နဲ့အဲ VN အလှမယ်တို့ကျွန်တော်ဖိတ်ခေါ်ထားတယ်ပေါ့သူတို့တွေက Judge အနေနဲ့လာမယ် UID Culture ရဲ့အုံနာဖြစ်တဲ့ဒီ Mr. 萬兩，我都要拉低埋佢。<laughs> ဟုတ်ကဲ့ဒီဝင်နိုင်ရသွားတဲ့ကလေးကတော့ကျွန်တော်တို့ဒီစပြီးတော့ဒီကာချာကိုစပြိုင်နေရတော့ကျွန်တော်တို့အော်ဒီကာချာကကျွန်တော်တို့တရန်နာအတေပဲပေါ့နော်အရင်နှစ်ကပြိုင်လဲတရန်နာဒီနှစ်ကနောက်နှစ်ဆန်းကမှတော့ပြိုင်လို့ရတယ်တရန်နာအဲ့ဆိုဒီနောက်နှစ်မှာကျွန်တော်တို့ကလေးတွေဝင်လာသည်ရစီခြင်းနဲ့ပေါ့နိုင်ငံတွေအရင်မများပြင်မဲ့လဲဒီနိုင်ငံ20ကျော်တွေထဲမှာမှကျွန်တော်တို့ကဒီပေါ့အကောင်းဆုံးကိုယ့်ရဲ့နိုင်ငံမြန်မာနိုင်ငံတွက်ကကျွန်တော်တို့ဒီစူးစမ်းပြခြင်းနဲ့ပေါ့နော်ပြီးသွားတဲ့ခါကျရင်အဲကျွန်တော်တို့ဒီကလေးတွေကဘာအကျိုးခံစား권တွေရမလဲဆိုရင်ဒီကျွန်တော်တို့ဒီပွဲမှာဆိုရင်အာဒီ beauty clinic တွေ tan day center တာတွေကျွန်တော်တို့ဒီအများကြီးပဲပေါ့နော်စပွန်ဆာတွေနဲ့ချင်းတွေအပါဝင်ထားတာရှိရပေါ့သူတို့ကနေပြီးတော့ပေးရတဲ့အဲခွင့်ရည်တွေရှိမြဲပေါ့ကျွန်တော်တို့ချင်းဆိုရင်တနှစ်တာအခမဲ့ဆော့ခွင့်တွေရမယ်တန်တယ်မှာဆိုရင်လည်းသူတို့ရဲ့ဒီကိပောင်ချာနေနဲ့တိတ်20ပေးထားတယ်ပေါ့သူတို့ရဲ့ဒီတွားနဲ့ပတ်သက်တဲ့ miss တယောက် mr တယောက်ရှိတဲ့အခါမှာပြုံးလိုက်တဲ့အခါမှာပို့ပြီးတော့ယုံကြည်မှုရှိဖို့အတွက်ကိုဒါကျွန်တော်တို့ mind dentist ကနေပြီးတော့ဒါစပွန်ဆာပေးထားတယ်ပေါ့ဒါသူတို့ရရှိရဲ့နိုင်ငံခြား သွားမဲ့ဒီရရှိမဲ့ဝင်တာတွေကို dentist ကနေပြီးတော့ကျွန်တော်တို့သိ20ပေးထားပါတယ်။ပြီးသွားတဲ့အခါကျရင်ကျွန်တော် clinic ပေါ့ clinic ကကျတော့ဒီ Yavanda clinic ကနေပြီးတော့ကျွန်တော်တို့ဒီရရှိခဲ့လူတွေကို6လအခါမဲ့ကြိုက်တာဘာလို့လောက်ကြိုက်တာလောက်ခွင့်ပေးထားတာပေါ့။အဲကြောင့်မလို့သူတို့အနေနဲ့ဒီ clinic နဲ့ဒီမျက်နှာအသားရည်နဲ့ပတ်သက်တာမျက်နှာနဲ့ပတ်သက်တာအကုန်လုံးကိုလည်း Yavanda clinic ကနေပြီးတော့ပေးထားတာလေးတွေရှိရဲ့အတွက်ကျွန်တော်တို့သူတို့ဒီမှာဒီအလှပပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအခွင့်အရေးတွေရရှိမဲ့အာဒါအပြီးတော့ဒီပေါ့ gym နဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒါ အခွင့်လေးအခွင့်လန်းနေရရှိမယ်ပေါ့ဒါလေးကျွန်တော်တို့ဘက်ကနေပြီးတော့တို့ပတ်စံမကုန်ဝင်နဲ့ဒါပံ့ပိုးပေးထားပါတယ်ပြီးတော့လည်းကျွန်တော်တို့ဘက်ကနေပြီး organization ဘက်ကလည်းစုချင်းငွေတယောက်၁၀သိန်းအနေနဲ့ပေးတော့မှာပေါ့ဟုတ် ဟုတ်ကဲ့ကျွန်တော်တို့ဒီအင်ဒိုနီးရှားနိုင်ငံဂျကာတာမှာကျွန်တော်တို့လာမယ့်ဇွန်လ6ရက်နေ့မှာတွားရောက်ရှင်ပြန်ရမှာပါ2026ကျွန်တော်တို့ပေါ့နော်2026 6လပိုင်းကျွန်တော်တို့6ရက်နေ့မှာတွားပြန်ရမှာပါဟုတ်ဒီကအားနေဂျကာတော့ကျွန်တော်တို့အချိန်တစ်ခေါက်ကလည်းပြောတယ်လို့ပါပဲ ESK ပါပဲဟုတ်တို့ဒီအဓိကတော့ကလေးတွေရဲ့ကျွန်တော်တို့တစ်ခုအားတာနေတစ်ခုမှအားနေအမြင်ရမှာပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံခြားတွားတဲ့တွားပြိုင်နေလို့ပြီးကောင်းတော့တစ်ခုမှအားတာနေတစ်ခုမှအားနေ ချက်တွေရှိတယ်ကျွန်တော်တို့ဘတ်စုံဘတ်စုံအဲ့လိုမျိုးထိုးချုံပြီးတော့အကုန်လုံး perfect ဖြစ်နေတဲ့လူတွေကနည်းနည်းရှားကြတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီအမနစ်ကဆိုလဲဆိုပြနေကလေးအကုန်လုံးကတော်တယ်အင်္ဂလိပ်စာတော်တဲ့ကလေးဆိုရင်ကတ်ဝတ်မလားသူတို့ဖြစ်သွားတယ်အကယ်၍ကတ်ဝတ်ရလာတဲ့ performance တွေကောင်းတယ်အသူတို့အနေနဲ့ဒီရုပ်ရည်ပိုင်းတွေလည်းအဆင်ပြေတယ်ဆိုပေမဲ့အင်္ဂလိပ်ကအင်္ဂလိပ်စကားပြောအားနည်းသွားတာတွေလည်းရှိတယ်ပေါ့ဒါတော့ကျွန်တော်တို့ဒီနှစ်မှာတော့ကျွန်တော်တို့က အဲတို့ကိုရုပ်ရည်ပိုင်းဆိုင်ရာကိုလည်းကျွန်တော်တို့ဒီက beauty clinic တွေကပံ့ပိုးပေးတဲ့ဟာတွေကိုကျွန်တော်အသုံးချမယ်ပြီးွားရဲ့ခါကျရင်တို့ရုပ်ရည်ပိုင်းတွေမဟုတ်ဘူးတို့ရဲ့ဒီ e skill တွေတို့ရဲ့ brain တွေ knowledge တွေအစားမြင့်တင်ပြီးကျွန်တော်တို့ဒါဟိုခုနှစ်လလောက် အချိန်ရတဲ့အချိန်အတွင်းမှာတို့ဒါလေးတွေတော့ကျွန်တော်တို့ဘက်ကလေ့ကျင့်ပြီးသွားမယ်ဝင်နာတိရအောင်လဲကျွန်တော်တို့ဘက်ကနေပြီးတော့အထက်ကဟိုကာချာကြိုက်တဲ့ပုံစံတွတ်တက်လက်လက်နဲ့ communication ကောင်းတဲ့လူ e skill ကိုကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့လူကိုသဘောကျတာဆိုတော့အဲ့ဒါလေးကိုတော့ကျွန်တော်ဦးစားပေးပြီးလုပ်ဖြစ်သွားမှာပါဗောနော်ဟုတ်ကလေးတွေအတွက် Okay, wow.